မင်္ဂလာပါပရိသတ်များခင်ဗျာဒီတစ်ခါမှာတော့အခုတစ်ပတ်တရုတ်နိုင်ငံရဲ့ပြည်သူလူထုသဘောထားကိုအကြီးအကျယ်လှောက်ခတ်သွားစေခဲ့တဲ့ရွေးမှန်လုံအမှုအကြောင်းတင်ဆက်ပေးသွားမှာပါဒီအမှုရဲ့နောက်ွယ်ကကျောင်းမဖွဲ့ရအသေးစိတ်အချက်လက်တွေဟာအာနာငွေကာမရောရှက်နေတဲ့ကွန်ရက်ကြီးကနေမှောင်မိုက်တဲ့လျှို့ဝဆန်းကျယ်မှုတွေအထိအယိမ်မဲတွေကြာရောက်နေပါတယ်အော်တိုဘာလာတရက်နေ့တရုတ်အမျိုးသားနေ့ကိုနိုင်ငံတော်ဝန်ထမ်းချင်းနေအဖြစ်သတ်မှတ်ခါတီယန်မင်ရှင်ပြင်းမှာစုဝေးဖို့တိုက်တွန်းထားတဲ့စာတစောင်ထွက်ပေါ်လာခဲ့ပါတယ် ဒါဟာအာဏာပိုင်အဖွဲ့အစည်းအတွက်စစ်မှန်တဲ့စိန်ခေါ်မှုတစ်ခုလည်းဖြစ်လာခဲ့ပါသည်။မတရားတည်ဆုံမှုအပေါ်ဒေါသထွက်နေကြတဲ့အပြင်စူရီရန်ရဲ့အာဏာကြီးမားတဲ့အဖိုးကြီးဖန်လီရဲ့ဩဇာရှိတဲ့ကြောထောင်းနောက်ခံဆိုတဲ့သီအိုရီတွေပြီးတော့ရွေးမန်လုံကိုတည်ဆုံစေခဲ့တဲ့ဗဟီဒီဆန်ရဲ့ဘာသာရေးထုံးစံစင်လာတွေကြောင့်အင်တာနက်အသုံးပြုသူတွေဟာအမှန်တရားကိုမနာမနေလိုက်လံရှာဖွေနေကြပါသည်။တကယ်ပဲတရုတ်ကွန်မြူနတီပါတီ CCP အာဏာပိုင်နေကိုယ်တိုင်ကဒီအမှုရဲ့တကယ်တရားခံလား ဒီအမှုကနေမကြုံစဘူးလူမှုရေးနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပွားနိုင်သလားကဲအမှန်တရားကိုကျွန်တော်တို့ဖော်ထုတ်ကြည့်အောင်ပါအမျိုးသားနေမှာနိုင်ငံတော်ဝန်ထမ်းချင်းတွေတို့ပြောင်းလဲခြင်းလားစက်တင်ဘာလ30ရက်နေ့မှာအင်တာနက်သုံးစွဲသူတချို့ကတရုတ်အမျိုးသားနေဖြစ်တဲ့အော်တိုဘာလ10ရက်နေ့မှာဘေကျင်းမြို့တီယန်မင်ရင်ပြင်မှာနိုင်ငံအဝန်စီဝေးပြီးရွေးမလုံအတွက်လူသိရှင်ကြားဝန်ထမ်းချောင်းပြတာကတရားမျှတမှုတောင်းဆိုဖို့ပန်ကြားစာတစ်စောင်တင်ခဲ့ပါတယ် ဒီစာဟာချက်ချင်းဆိုသလိုပဲကျဲပြန်းတဲ့အာယုံဆိုင်မှုတွေလည်းရခဲ့ပါတယ်။စာထဲမှာယူမန်လုံဟာလူမဆန်သူအဖွဲ့ရဲ့ရက်ဆက်စွာညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီးတိတ်ဆုပ်ခဲ့တဲ့အကြောင်းအထောက်ထားတွေတိုးပွားလာနေတယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့ CCB နိုင်ငံရေးဗျူရိုအမြဲတမ်းကော်မတီဝင် Chai Chi ကဒီအမှုနဲ့ဆက်ဆက်နေတဲ့တရားမဝင်တာသမီတဦးနဲ့သူ့နောက်ွယ်ကအာဏာပိုင်တွေကိုကာကွယ်ပေးဖို့အတွက်စိုက်ဘာအာဏာပိုင်အဖွဲ့လိုနိုင်ငံတော်ရန်ရဲတွေကိုအုံပြုပြီးယူမန်လုံနဲ့ပတ်သက်တဲ့တရင်အချက်လက်တွေကိုလုံးဝဖိနှိပ်ပစ်ခဲ့ပါတယ်။ တရုတ်ပြည်တွင်ကရီမလုံအတွက်ပြောဆိုပေးတဲ့လမ်းကြောင်းအလုံးကိုလည်းပိတ်ပစ်ခဲ့ပါရီသူအကြောင်းရေးသားတဲ့ post တွေကိုချက်ချင်းဖျက်ပစ်တာအကောင့်တွေကိုပိတ်ပစ်တာတွေလုပ်ခဲ့ပြီးမယ်အမှန်တရားကိုသိရှိသူဥယျတိုးလာနေတယ်လို့စာထဲမှာဖော်ပြထားပါရီဒီပန်ကြားစာကအင်တာနက်သုံးဆွဲသူတွေကိုအော်တိုဘာလာ၁ရက်နေ့အားလည်းရက်ကိုအခွင့်ကောင်းယူပြီးည၈နာရီပါရီမလုံအတွက်ဖျောင်းနိုင်မိထွန်းခြင်းဝန်နေခြင်းအခမ်းအနားကိုပြုလုပ်ဖို့တိုက်တွန်းခဲ့ပါရီဘေကျင်းကိုမလာနိုင်တဲ့သူတွေကသူတို့ရဲ့ဒေသဆိုင်ရာအစိုးရရုံးတွေရဲ့အပြင်ဘက်မှာဖျောင်းနိုင်ထွန်းအမှတ်တရပြုလုပ်ဖို့တိုက်တွန်းခဲ့ပါရီ ဒီစားထဲမှာဘေကျင်းရဲတပ်ဖွဲ့ဟာရွှေမန်လုံရဲ့မတရားတည်ဆုံမှုအမှန်တရားကိုသိရှိနေပြီးခြိုက်ချီအတွက်ဖုံးကွယ်ပေးဖို့ကိုဝင်လေးနေတယ်လို့အခိုင်အမာပြောကြားထားပါရယ်။ဒါကြောင့်တရားဝင်ကြေညာချက်ထုတ်ပြန်တာနောက်နှေးရတာလို့လည်းဆိုပါရယ်။အရာရှိတဦးဆိုရင်ခြိုက်ချီရဲ့အဆူပြုတ်ချက်တွေကိုလူသိရှင်ကြားကန့်ကွက်ခဲ့လို့ယာရုကနေထုတ်ပယ်ခံခဲ့ရတယ်လို့ဆိုပါရယ်။ဖီးအားကြောင့်ယဲရီဟာကောလာဟာလာဖြန့်ဖြူးမှုနဲ့လူသုံးဦးကိုဖမ်းဆီးခဲ့တဲ့အကြောင်းကြေညာဖို့အတင်းကျပ်ခိုင်းစေခံခဲ့ရပါရယ်။တချိန်တည်းမှာပဲ CCB ရဲ့နိုင်ငံပိုင်မီဒီယာတွေက ငါးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုထူးဆန်းစွာ တင်ခဲ့ကြပါရည်။ရွေးမလုံဆိုတာဟာတရုတ်လိုငါးလိုအတိတ်ပဲရတာကြောင့်ဒီလောက်ရက်ကိုအင်တာနက်သုံးဆွဲသူအများအပြားကအတွင်းပိုင်းသဘောထားကွဲလွန်မှုလက္ခဏာအဖြစ်အတိတ်ပဲဖွင့်ဆိုခဲ့ကြပါရည်။တချို့ဆိုရင်မှတ်ချက်တွေမှာဂျေဇူးတမာရီလိုတောင်ပြန်ပြီးဖြေခဲ့ပါရည်။စက်တင်ဘာလ30ရက်နေ့မှာရှင်ကျန်းပြည်နယ်ဥရမ်ချီမီဒီယာကရွေးမလုံရဲ့အယိုးပြကိုသူရဲ့ဇာတိမှာတကြိုလိုက်ပြီးဆိုတဲ့သတင်းကိုဖော်ပြခဲ့ပေမဲ့တာဝန်ရှိသူတွေကတော့လွန်မြောက်နေသေးပါ။ ဒါပေမဲ့လည်းတရုတ်ပြည်ရဲ့အင်တာနက်သုံးစွဲသူတွေကတော့လက်မလျှော့ပဲအမှန်တရားကိုဆက်လက်တူးဖော်နေကြပါလိမ့်။စုံကြီးရမှာ အာနာရှိတဲ့အဖိုးကြီးရှိသလား။တရုတ်ရဲ့ TikTok လို့ခေါ်ရမယ်ဒုံရင်းပေါ်ကအင်တာနက်သုံးစွဲသူအများအပြားဟာတစ်ပုတ်နှစ်ပုတ်ပေါင်းဆက်ထားတဲ့ပုံတွေကိုဝေးမြခဲ့ပါလိမ့်။ပုံတစ်ပုံမှာဆိုရင်စုံဤရန်ကိုသူ့ရဲ့မိဘနဲ့အတူတွေ့ရပြီနောက်တစ်ပုံမှာတော့ဘေကျင်းစစ်ဒေသစီရီထောက်ပံ့ရေးဌာနရဲ့ဒုတိယဝန်ကြီးဟောင်းစုံအာကိုတွေ့ရပါတယ် ဆုံအားဟာဆုံဤရန်အဖိုးဖြစ်နိုင်တယ်လို့အင်တာနက်သုံးဆွဲသူတွေကထင်မြင်ယူဆခဲ့ပါတယ်။ရုပ်ရည်ရာကြည့်ရင်ဆုံဤရန်ဖခင်နဲ့ဆုံအားဟာအံ့ဩစရာကောင်းလောက်အောင်စင်တူနေပါတယ်။အမှတ်တမ်းတွေအရာကတော့ဆုံအားဟာဟေဘေးပြည်နယ်လီခရိုင်ကဖြစ်ပြီး1992ခုနှစ်မှာဘေကျင်းမှာကွယ်လွန်ခဲ့ပါတယ်။သူရဲ့ဇနီးဖြစ်သူဂျန်းကျဲခေါ်တဲ့ဂျန်းရွှေဖန်းကတော့1996ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။သူတို့မှာသားနှစ်ယောက်နဲ့သမီးနှစ်ယောက်ရှိပြီးသားအကြီးကဆုံထျန်းဝေသားအငယ်ကစယုံထျန်းဖုံဖြစ်ပါတယ်။ တကယ်လို့စုံအီးရဟာစုံအားရဲ့မြေးဖြစ်မယ်ဆိုရင်သူ့ရဲ့ဖခင်ဟာဒီသားနှစ်ယောက်ထဲကဘသူဖြစ်မလဲဆိုတာမရှင်းလင်းနေပါဘူး။အဲ့ဒီအပြင်စုံအီးရနဲ့တခြားသူတွေကဆိုရှယ်မီဒီယာမှာတင်ထားတဲ့ဓာတ်ပုံတွေကိုအခြေခံပြီးစုံအီးရယွမ်းဂျီဝမ်၊ဂျီကွမ်ကွမ်နဲ့ချိုက်ဂျီရားတို့အားလုံး Sunshine, Sundown, Lunar အိမ်ရာအဆောက်အအုံမှာနေထိုင်ကြတယ်လို့အင်တာနက်သုံးစွဲသူတွေကကောက်ချက်ချထားကြပါရဲ့။စုံအီးရဟာတစ်ချိန်က Weibo မှာနေတိုင်းအင်းကြီးချင်းအိမ်မှာအလကားမဆအောင်ဆိုရင်အဲ့ဒီကိုသွားနေတာပဲလို့လည်းရှင်းသားခဲ့ပူပါရဲ့။ အဲ့ဒီပြင်သူမဟာဆျံဟိုစုမှာစနေနေ့ညသာစရင်ပါတယ်ခဲတန်ချစ်မီနီပုံကိုတင်ခဲ့ရမှာယွမ်ကြည်ဝမ်စုံဤရန်ကြည်ကွမ်းကွမ်းနဲ့ခြိုက်ကြည်ရတို့ဆိုတဲ့ဧည့်သည်အမိလေးကိုတွေ့ရပါလေဒီအချက်လက်တွေကသူတို့လေးဦးစလုံးဟာ sunshine shandong မှာနေထိုင်နေဆိုတာကိုရှင်းရှင်းလင်းလင်းဖျားသားနေပြီးစုံဤရန်ဟာသူ့အိမ်ဒီချင်းတွေစီမှာဘာလို့အမည်အလကားစားတောက်နေတဲ့လဲဆိုတာကိုရှင်းပြနေပါရင်ပန်လီမှာပေါ်စာကြည့်တဲ့ကြောထောင်းနောက်ခံရှိသလား အင်တာနက်သုံးဆဲသူတွေဖြန့်ဝေခဲ့တဲ့လူ18ဦးရဲ့စာရင်းနဲ့ဓာတ်ပုံတွေအရာ family နဲ့အဲ့ဒီထဲမှာပါဝင်ပါတယ်။ Q ချာချာကရရှိတဲ့အချက်အလက်တွေအရာ family ဟာရုပ်ရှင်လုပ်ငန်းနဲ့ကမ်းလွန်ရေးချောင်းလုပ်ငန်းတွေမှာ company ငါးခုရဲ့ဥပဒေကိုယ်စားလှယ်ဖြစ်ပါတယ်။အဲ့ဒီအပြင်သူဟာနီးပညာယူပါဗေဒစူဇန်ရှာဖွေရေးတင်မော့လုပ်ငန်းနဲ့လေချောင်းလုပ်ငန်းတွေအပါအဝင် company ခုနှစ်ခုရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။တပုံပညာရုပ်ရှင်နဲ့အမှုပညာနယ်ပယ်တွေကကုမ္ပဏီ6ခုရဲ့အမှုဆိုင်ဒါရိုက်တာနဲ့ဗုတ်အဖွဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ ဖန်လီဟာခြိုက်ချီရဲ့ညီဝဲငွဲဖြစ်တယ်လို့ကောလာဟာလာတွေကချမင်းစွာထွက်ပေါ်နေပြီမယ်ဒီအချက်ကိုအတည်ပြုနိုင်မဲ့တရားဝင်စာရွက်စာတမ်းတွေတော့မတွေ့ရသေးပါဘူးဒါပေမဲ့လည်းဖန်လီဟာကုမ္ပဏီအမျိုးမျိုးမှာဥပဒေကိုယ်စားလှယ်ဖြစ်ဆောင်ရပြီးယာတူကြီးနေရာတွေအများကြီးရယူထားခြင်းကလည်းသူ့မှာအရန်အကောင်နဲ့ကြောထောင်းနောက်ခံရှိတယ်ဆိုတာပြသနေပါတယ်ဒီအချက်လက်တွေကိုအခြေခံပြီးအင်တာနက်သုံးစွဲသူတွေဟာပြည်ပစုံနဲ့ယာဆွေးမှုခွင်ဆက်တစ်ခုကိုပုံဖော်ခဲ့ကြပါတယ်စုံရီယန်ဖူချီချာယွမ်ဂျီဝမ်ယွမ်ဂျီဟောက်ဖိုင်ချီရှောင်းမိုင်ချီ ကောက်ထိုက်ယူနေကြီးကွမ်းကွမ်းတို့ကအတူရောင်ပွဲဦးထွက်ခွင်နဲ့ခံညာချောမောတဲ့လူငယ်တွေကိုသွေးဆောင်ဖျားဖို့ပြစ်မှတ်ရှာဖွေခြင်းပြစ်မှတ်အဖြစ်သတ်မှတ်ခြင်းတို့ကိုလည်းလှုံ့ဆော်ခဲ့ကြပါသည်။စာချုပ်ချုပ်ဆိုပြီးတာနဲ့ဒီလူငယ်တွေကိုတူချန်လက်ထောက်ဒါဘင်းနဲ့ဟူဟိုင်ယန်တို့ကစောင့်ကြည့်ထိန်းချုပ်မှုအောက်မှာထားခဲ့ပါသည်။အဲဒီနောက်မှာတော့ချင်းချင်းဆုံးနဲ့ဖန်လီတို့စီစဉ်ထားတဲ့မွေးရီစေဝါတုံးအမျိုးသားဗဟုပြုပါတီပွဲတွေစီကိုခေါ်ဆောင်သွားပြီးအရင်နဲ့မွေးရီစေဝါတွေအသုံးပြုပြီးသူတို့ရဲ့စိတ်ဓာတ်တွေကိုချိုးနိုင်ခဲ့ပါသည်။ အဲ့ဒီပြီးတဲ့နောက်မှာတော့စပွန်ဆာတွေစီကိုလှည့်ပြောင်းပေးခဲ့တာပါစပွန်ဆာတွေထဲမှာဒုတိယမျိုးဆက်တထေးသားတွေဖြစ်တဲ့ဂျီဟောက်နဲ့ကျန်းကြားဝေတို့အပြင်အစိမ့်အရာရှိတွေရဲ့တရားမွေတာသမီတွေဖြစ်တဲ့ရှင်းချီနဲ့ချိုက်ရီကြားတို့လည်းပါဝင်ပါတယ်တကယ်လို့တားကောင်တွေကလိုင်းလာမယ်ဆိုရင်စပွန်ဆာတွေကငွေကြေးနဲ့အရင်းမြစ်တွေပေးရမှာဖြစ်ပြီးကြောက်လို့ကြီးဝမ်ကုန်းချွန်နဲ့ထိုက်ဟိုက်ရှုံးတို့စတဲ့ပုံမြင်ပါတဲ့အစိမ့်ရှိသူတွေစီကတော့ပေးအပ်နိုင်တယ်လို့ဆိုပါတယ် ဒါပေမဲ့အဲ့ဒီသားကောင်တွေကခုခံရင်တော့အထီးကျန်အောင်လုပ်တာထောင်းချတာပြင်းပကဘာနဲ့အဆက်အသွယ်ဖြစ်တာရိုက်နှက်တာလိမ်မိုင်းဆိုင်ရာအကြမ်းဖက်တာမွေးရေးဆေးဝါးသုံးခိုင်းတာတွေလုပ်ပြီးမှပရင်ဘောက်ကနေဆွဲချဒါမှမဟုတ်အဆောက်အအုံဘောက်ကနေပြချပြီးကိုကူကူတက်တည်တယ်လို့ဟန်ဆောင်ကြတာပါတောင်လုံးဖွဲ့ရာရီးမှန်လုံးတည်ဆုံးလာခြင်းအကြောင်းရင်းနဲ့ရအရင်ဗီဒီယိုတွေမှာကျွန်တော်ပြောခဲ့သလိုပဲရီးမှန်လုံးဟာထိတ်တန့်ပုံကိုယ်တွေနဲ့ရင်းနှီးမြှုပ်နှံသူတွေပါဝင်ပတ်သက်နေတဲ့ငွေကြေးခေါဝါချမှုနဲ့တခြားလှိဝက်ချက်တွေရဲ့အထောက်အထားတွေကိုကင်ဆောင်ထားတာကြောင့် နောက်ဆုံးမှအတန်တိတ်သွားခဲ့ရတယ်လို့ဆိုပါရယ်ဒီနေ့မှာတော့အင်တာနက်သုံးဆဲသူတွေကသူရဲ့တည်ဆုံမှုနဲ့ပတ်သက်တဲ့ပိုပြီးတုံ့နှုတ်စရာကောင်းတဲ့ theory တွေကိုတင်ပြလာပါရယ်မစစ်ဆေးရသေးပေမဲ့ရည်ညွှန်းချက်အဖြစ်သိရှိနိုင်ဖို့ပြောပြပေးသွားမှာပါစက်တင်ဘာလ24ရက်နေ့မှာတရုတ်ပြည်မှကြီးကမိတ်ဆွေတို့ကမှတ်ချက်ပေးသူလီမူယန်ကိုပြောကြားခဲ့ရမှာတော့ယူမန်လုံရဲ့တည်ဆုံမှုဟာအတိကအကြောင်းရင်းနှစ်ခုကနေဖြစ်လာတယ်လို့ဆိုပါရယ်ပထမတစ်ချက်ကတော့သူဟာနိုင်ငံရေးပြည်ပခရဲ့ပေးဆက်သူတို့ဖြစ်တာပါ ဒုတိယချက်ကတော့ရွေးမန်လုံးဟာရှီကျင်းမင်းအုပ်စုရဲ့ထိန်းချုပ်မှုအောက်မှာနှစ်ပေါင်းများစွာရှိနေခဲ့ခြင်းကြောင့်ဖြစ်ပါသည်။အကြောင်းရင်းတစ်နိုင်ငံရေးပြည်ပခါရဲ့သားကောင်။ဒီတဲ့ရင်အရေးမြင့်ရဲ့အဆိုအရရှီကျင်းမင်းကိုစန့်ကျင်တဲ့အုပ်စုတွေကရွေးမန်လုံးကိုညှဉ်းပန်းနှိပ်စက်တာဆိုတာကိုကြိုတင်သိရှိခဲ့တာကြောင့် professional ကိရိယာတွေကိုပြင်ဆင်ပြီးဗီဒီယိုရိုက်ကူးခဲ့တယ်လို့ဆိုပါရယ်။ online မှာပေါကြားလာခဲ့တဲ့ဗီဒီယိုတွေဟာပပရာစီတွေရိုက်ခဲ့တာမဟုတ်ပဲစစ်တပ်ကရိုက်ကူးခဲ့တယ်လို့ဆိုပါရယ်။ဒီတဲ့ရင်အရေးမြင့်ကအတန်ကို ဒီလောက်ဝေးတဲ့အကွာဝေးကနေဒီလောက်ရှင်းရှင်းလင်းလင်းဖမ်းယူနိုင်တာဟာပပရာစီတွေလုံနိုင်တဲ့အစွမ်းအထက်ပို့ပြီးကြော်လွန်နေတာကိုထောက်ပြနေပါတယ်။ Professional စောင့်ကြည့်ကိရိယာတွေဟာတရုတ်ရဲ့နိုင်ငံတော်လုံခြုံရေးဒါမှမဟုတ်စစ်တပ်မှသာပိုင်ဆိုင်နေတဲ့ကိရိယာတွေဖြစ်တာကြောင့်ဒီဗီဒီယိုဟာစစ်တပ်ကရိုက်ကူးထားတယ်ဆိုတဲ့သီအိုရီကယုံကြည်ရလောက်ပါတယ်။ CCB ပါတီတွင်အာဏာလုံဆွဲဘွဲတွေပြိုင်ဘက်အပေါ်အကြက်ရိုက်ဖို့အချက်လက်တွေစုဆောင်းရမှာမယိုးသားတဲ့နီလန်အားလုံးကိုအတုံးပြုလို့ရှိပါတယ်။ ကြောင်းရင်းနှင့်ရှီအုပ်စုရဲ့ထိန်ချုပ်မှုအောက်မှာနှစ်ပေါင်းများစွာရှိခဲ့ခြင်းဒီသတင်းရင်းမြစ်ကတော့ရွေးမလုံဟာရှီအုပ်စုရဲ့ထိန်ချုပ်မှုအောက်မှာနှစ်ပေါင်းများစွာရှိခဲ့တယ်လို့ထပ်မံပြောကြားခဲ့တာပါဒါကြောင့်သူဟာတစ်ချိန်က25နှစ်မတိုင်ခင်တုန်းကတော့စီမင်းတွေနဲ့နေထိုင်ခဲ့တယ်အဲဒီနောက်17နှစ်လလုံးသူတို့ကငါ့ကိုကစားခဲ့ကြတာလို့ပြောခဲ့မှုတာကိုရှင်းပြတယ်လို့ဆိုပါတယ်ဒီအချက်ကကျောင်းရင်လျံရဲ့အမှုနဲ့ဆင်တူပြီးသူ့ရဲ့မွေးစာတာနဲ့ဆက်ဆက်နေတယ်လို့လည်းအဆိုပါသတင်းအရင်းမြစ်တွေကအကြံပြုခဲ့ပါတယ် ဧကရမင်းကတစ်တလုံးဧကရဖြစ်ဆက်ရှိနေဖို့မတိမျိုးဖြစ်ဖို့ဆန္ဒရှိပါလေ။သိပ္ပံပညာကတာကိုမပေးနိုင်တော့သူဟာအယူသီးမှုကိုလှည့်သွားပါလေ။လူတယောက်ချမ်းသာပြီးအာနာကြီးလေးလေးပို့ပြီးအယူသီးသီးလေးလေးပဲလို့ရှင်းပြခဲ့ပါလေ။ရွေးမလို့အမှုမှာထူးခြားတဲ့အသေးစိတ်အချက်အလက်တစ်ခုကနှိမ့်ဆက်ခံရသူကိုဘာလို့နောက်ပိုင်းမှာတန်ရှင်းတဲ့အဝိစာတွေပြောင်းဝေပေးခဲ့တာလေ။သူအဝိစာတွေကိုဘာလို့ short ဖို့ပြီးလှမ်းထားခဲ့တယ်လဲဆိုတဲ့အချက်ပါ။အဝိစာတွေရဲ့အယောင်တွေမှာသင်္ကေတအတိတ်တွေရှိနေတယ်လို့ဆိုပါရင်း တရင်ရေးမြစ်ကရွေးမှန်လုံနဲ့ကြောင်းရင်လျာနှစ်ဦးစလုံးရဲ့တိဆုံမှုတွေကိုကြိုတင်ပြီးစက်တိုက်ထားတာဖြစ်ပြီးနှစ်ယောက်စလုံးဟာသူတို့တေးရမယ်ဆိုတာအသိရှိခဲ့တယ်လို့အခိုင်အမာပြောထားပါရယ်။ရွေးမှန်လုံဟာ live stream မှာအကူအညီတောင်းခံဖို့ထက်ကတည်းကလည်းစူးစမ်းခဲ့တယ်လို့ကြောင်းရင်လျာကလည်းသူရက်ဆက်စွာတိဆုံရတော့မယ်အရေးမွေကိုဝီဘိုးမှာတပုံတွေတင်ခဲ့မှုပါရယ်။အင်တာနက်သုံးဆွဲသူတို့ချို့ကရွေးမှန်လုံရဲ့လက်သေးတွေကိုဆွဲထုတ်ခဲ့တာဟာထိုင်ဝမ်ဟောင်ကောင်နဲ့တရုတ်ရိုးရာဒလေးတွေမှာ ဂျုံရှင်ကြီးလို့ခေါ်တဲ့နီလန်အရာကန်ဆိုးခြင်းတွေကိုမြုပ်နှံပြီးကန်ဂျမာကိုပြောင်းလဲပေးဖို့ရည်ရွယ်တဲ့လျှော့ဝဆန်းကျဲတဲ့ထုံစံစင်လာတစ်ခုရဲ့တစ်စက်ပိုင်းဖြစ်တယ်လို့ဆွဆွဲကြပါရီသူတို့ရဲ့လက်သေးတွေကိုမရဏဘုံကနဖျားတွေဖြစ်တဲ့အဖြူနဲ့အနက်အမြင်မတီးသူများကိုလှည့်ပြဖို့ရည်ရွယ်တဲ့တင်ဂေတာတကြိုအဝိအစားဖန်ပြီးဖို့အသုံးပြုတယ်လို့ဆိုပါရီဒီ theory မှာတော့ပန်ကရှီချင်းမင်ကိုရည်ညွှန်းပြီးယွီငါးကယွီမန်လုံကိုရည်ညွှန်းတယ်လို့ဆိုပါရီအင်တာနက်သုံးဆွဲသူတို့ရဲ့ post အရာရှီချင်းပင်ရဖခင် ရှိကြုံရွှမ်းကလည်းကြီးမားတဲ့ဘေးဒုက္ခကိုခံစားမဲ့ကံကြမ္မာရှိနေခဲ့ပါလေပုံမှန်အားဖြင့်တော့ဒီကံကြမ္မာဟာတားဖြစ်သူစီကြားအောင်မှာဖြစ်ပေမဲ့ငွေနေတူတဲ့ကြောင်းရင်လျှမ်းစီကိုလမ်းလွှဲပေးခဲ့တယ်လို့ဆိုပါရယ်ဒါကြောင့်ကြောင်းရင်လျှမ်းဟာလည်းရက်ဆက်စွာညှဉ်းပန်းနှိပ်စက်ခံရပြီးမူမမှန်တေးဆုံးခဲ့တာလို့ရှင်းပြပါရယ်ဒီတန်တရာဟာကိုးနှစ်တစ်ချိန်ဖြစ်ပြီးစီစဉ်မှုတစ်ခုလုံးပြီးမြောက်ဖို့နောက်ထပ်ပေးဆက်ရသူတို့လိုအပ်တယ်လို့ဆိုပါရယ်ဒါကြောင့်ကြောင်းရင်လျှမ်းရဲ့တေးဆုံးမှုဟာရှီရဲ့ဖားခင်နေရာမှာမိရင်ထုံညီခြင်းဖြစ်ပြီး ယူမဲလောင်ရဲ့တိစုံမှုကတော့ရှီကိုတိုင်ကမီးပူစော်ခြင်းဖြစ်တယ်လို့ဆိုပါရီသူတိစုံခြင်းမတိုင်မီယူဟာအဝိစားနှစ်စုံဝစ်ဆင်ခဲ့ပါရီအဖြူရောင်ရှဲအင်ဂျီနဲ့အပြည့်အောင်ပေါင်းမိတဲ့စုံအပြည့်အောင်ရှဲအင်ဂျီနဲ့အဖြူရောင်ပေါင်းမိတဲ့စုံမှာရိုးရလှုပ်ဝဆန်းကျဲမှုမှာအဖြူရောင်ကတတ်ထုကိုကိုးစားပြုပြီးအပြည့်အောင်ကရေကိုကိုးစားပြုပါရီပထမအစုံကတော့တတ်ထုကရေကိုဖြစ်စေတဲ့အသက်ကိုကိုးစားပြုပြီးဒုတိယအစုံပြောင်းမြင်အစီအစဉ်ကတော့ဝဉ္ကြီးဖမ်းယူခြင်းပုံတံတန်ကိုအပြေးတက်လိုက်ခြင်းဖြစ်ပြီးဖခင်နဲ့တားရဲ့ကန်ဆိုးမှုတွေကိုခြေဖြတ်ဖို့အတွက်ပြီးပြည့်စုံတဲ့စီစဉ်မှုတစ်ခုဖြစ်တယ်လို့ဆိုပါရီ အဲ့ဒီ post ကဒီကဘာမှာတိုက်ဆိုင်မှုဆိုတာမရှိဘူး။ဒါရီဟာရိုးရာလောကုတ္တရာပညာအရာစီစဉ်ထားတွေဖြစ်တယ်။ရှီကျုံရွှေကို1973ခုနှစ်ဆယ်လပိုင်း15ရက်နေ့မှာမှုရတယ်။ကြောက်ရင်လျံကို1989ခုနှစ်ဆယ်လပိုင်း15ရက်နေ့မှာမှုရတယ်။ရီမန်လုံကို1988ခုနှစ်6လပိုင်း15ရက်နေ့မှာမှုရတယ်။ရှီချင်းမင်ကို1953ခုနှစ်6လပိုင်း15ရက်နေ့မှာမှုရတယ်လို့ထပ်လောင်းဖော်ပြခဲ့ပါတယ်။သူတို့ရဲ့ဇာတာအပြည့်စုံကကွာခြားနေပြီမြဲ့။ နေပြက်ကြရင်ရက်ဆွဲတွေကထက်နေရုံနဲ့အတင်အသက်များသူတွေကိုယူဆောင်မှုလုံလောက်တယ်လို့သူတို့ကစောဒကတပီစူပေါင်းစိတ်ပညာကိုအခြေခံကစားခဲ့တယ်လို့ဆိုပါတယ် CCB အာဏာပိုင်တွေကတကယ်တရားခံတာဒါဆိုရင်ရွေးမန်လုံရဲ့တေဆုံမှုနောက်ကွယ်ကတကယ်တရားခံတာဘယ်သူလဲရွေးမန်လုံရဲ့အထက်တန်းကျောင်းနေဘက် Mr. Oran ကပြိပသတင်းတောက်တွေကိုပြောကြားတဲ့အခါမှာရွေဟာရိုးသားသူဖြစ်ပြီးဖြောပြေးလောကဟာပုံသွင်းနေပြီးအန်ရီရဲ့များတဲ့အတွက်ထွက်ခွာဖို့စဉ်းစားနေတဲ့အကြောင်း တစ်ချိန်ကသူ့ကိုလှိဝတ်ပြောချမှုတယ်လို့ဆိုပါရယ်။သူတို့ရဲ့နောက်ဆုံးစကားပြောဆိုမှုမှာယူကသူ့ရဲ့တရုတ်ဆောင်နေရာတွေကိုထိတ်တန်းကဩဇာကြီးမာတယ်။အနည်းရောဒုတိယမျိုးဆက်ဆွနယ်မှုသူတအူးဆုံးဖြတ်ပေးတယ်လို့ဖွင့်ဟခဲ့ပါရယ်။ယူမန်လုံးတည်ဆောက်ခဲ့တဲ့ပါတီပွဲလူအုပ်ကြီးရှိနေပေမဲ့ဘယ်သူမှသူ့ကိုမကူညီခဲ့တာဟာ CCP အာဏာပိုင်တွေကိုယ်တိုင်တာဝန်ရှိတယ်ဆိုတဲ့တသက်ဖြစ်တယ်လို့အိုရန်ကယုံကြည်ပါရယ်။အိုရဟာနောက်ပိုင်းမှာအဖြူရောင်စာရွက်တော်လန်ကြီးမှာပါဝင်ခဲ့ပြီးပြပကိုဖတ်ပြီးခဲ့သူဖြစ်ပါသည်။ဒီအမှုဟာတခြားသောနန်းနေတဲ့နာမည်ကြီးပုဂ္ဂိုလ်တွေ သေဆုံးမှုတွေကိုလည်းသတိရစေပါတယ်စကားပုံတစ်ခုလိုပါပဲဒီကြိမ်ဖြစ်တာကဝမ်းနေစရာလေးကြိမ်ဖြစ်တာကပုံစံတစ်ခုပါ ကိုယ်ငါအစိပ်ပိုင်းရောင်းဝယ်ဖောက်ကားမှုနဲ့ထိတ်တန့်ပုံကိုဖျော်ပြပြူပေါင်းကြံစည်မှုတွေဟာစနစ်တစ်ခုသဘောဖြစ်လာပါတယ်လူမှုရေးနဲ့နိုင်ငံရေးမငြိမ်သက်မှုတွေဖြစ်ပေါ်နိုင်သလားမချပေးသူထျံဟောက်ကဒီအမှုဟာ CCP ရဲ့တရားဝင်မှုကိုလှုပ်ခတ်စေတဲ့ကြီးမားတဲ့နိုင်ငံရေးအလေးချိန်ရှိတယ်လို့စောဒကတက်ခဲ့ပါရယ်။ရခင် Twitter platform အခု X platform ပေါ်ကကောလာဟာလာတွေရ ရီချင်းမိတ်ကိုတိုင်ဝင်ရောက်ဆွတ်ဖက်ခဲ့ပြီး82ကြိမ်မြောက်စစ်တပ်ကဗေကျင်းမှာတန်ကြက်ကယင်နေချထားလိုက်တာကြောင့်မငြိမ်သက်မှုတွေဖြစ်လာနိုင်တယ်လို့ခန့်မှန်းရပါတယ်။အမေရိကန်စစ်တပ်ကလည်းပြည်တွင်းပြည်ပခဖြစ်နိုင်ရေးကိုစောင့်ကြည့်နေတယ်လို့ဆိုပါတယ်။ဒီအမှုမှာပအဝင်ပတ်သက်သူ18ဦးတဲကရှင်းချီတို့ဟာချိုက်ချီရဲ့တရားမဝင်သတ်သမီတွေဖြစ်တယ်လို့တန်မြားရှိကြပါတယ်။တကယ်လို့ရှီချင်းမိတ်ကအာနာကိုဆက်လက်ဆုပ်ကိုင်ထားပြီးချိုက်ချီကယာဒူးတက်လာမယ်ဆိုရင်အမှန်တရားကမြုံနံထားဆဲဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့လည်းရှီရဲ့ပြိုင်ဘက်တွေကတော့နိုင်ငံတကာစီစဉ်မှုတွေများလာတဲ့အမျှဒီကိစ္စကိုလက်နက်တပွဲအသုံးပြုလာနိုင်ပါ ರೀ BBC သတင်းဌာနနဲ့ RFI လို့အနောက်တိုင်းမီဒီယာတွေကလည်းဒီအမှုကိုအလေးနဲ့တင်ပြနေကြပြီကုလသမဂ္ဂလူအခွင့်ရေးကောင်စီကလည်းအယုံဆိုင်မှုအသက်တွေပေးလာခဲ့ပါ ರೀ အတနာခန်းစားလက်မှတ်ပေါင်း9သိန်းကျော်သွားရင်ကမ္ဘာလုံးဆိုင်ရာမူဝါဒဆွေးနွေးမှုတွေဖြစ်ပေါ်လာနိုင်ပါ ರೀ အရေးကြီးဆုံးကတော့ဒီအမှုကတရုတ်လူငယ်တွေကိုစနစ်ကိုယ်တိုင်ကိုမိကုန်းထုတ်ဖို့နှိုးဆော်ပေးနေတာပါ သူတို့ဟာနိုင်ငံတော်ဝါဒဖြန့်ချီမှုတွေဒါမှမဟုတ်မျိုးချစ်စိတ်သက်ဆိုင်ရာလိင်ညာမှုတွေကိုမလိုချင်တော့ပါဘူး။ဒါတစ်ချိန်ကနှီးပေါ်နိုင်ငံရဲ့လူငယ်တွေကအာဏာရှင်အုပ်ချုပ်မှုကိုဖျောက်ချဖို့ထားရခဲ့တဲ့ပုံစံမျိုးကိုပဲ့တင်ထန်နေပါလေ။တကယ်လို့ရှီကျင်းမေဟာအာဏာလွန်ဆွဲပွဲတွေမှာရှုံးနေခဲ့ပေမယ့်ဆိုရင်သူဟာပြည်နေတဲ့ခံရနိုင်ပြီးမြောက်ကိုရီးယားနဲ့ရုရှားတို့ကတော့အယံနေရတွေအဖြစ်ကောလာဟလတွေထွက်ပေါ်ပါလေ။ဒီပုံတိုင်းဟာပုံပြီးကြီးမားတဲ့နိုင်ငံရေးနဲ့လူမှုရေးမငြိမ်သက်မှုတွေကိုမိမောင်းထိုးပေးနိုင်ပြီး ကဘာကြီးကတော့ယူမှန်လို့အမှုနဲ့နောက်ဆက်တဲ့အခန်းကဏ္ဍတွေကိုစောင့်ကြည့်နေတဲ့အကြောင်းဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။